ဒီနေ့ယူရိုကိုနဲ့နီးပင်မဲ့လဲရှေးဟောင်းသမိုင်းဝင်နှစ်တည်းအများကြီးရှိရနေရပါတော့။သွားမလဲဖြစ်တဲ့နေရာတစ်ခုကိုရောက်နေရပါ။ဒီဟာကတော့ယူရိုရန်ကုန်မြို့ကနေဆိုလို့ရှိရင်တရားလေးကူးလိုက်တာနဲ့ရောက်တဲ့တန်လှင်မြို့ပါပေါ့နော်။ စပေးဒုက္ခတဲ့ဒီဆေးကုရမဲ့လူတွေကိုဒီဖျားเจ้าကြီးထဲမှာပေါ့နော်ဖျားเจ้าတိဆောက်ခဲ့တဲ့ကိုရင်ကြီးကဆေးကုပေးခဲ့ရပေါ့နော်လူအများစုကဒီနေရာလေးကိုငစင်ကာရဲ့အုပ်ဘူးလိုမျိုးတိကြတယ်ပေါ့နော်ဒီဖျားเจ้าကိုတီထောင်ခဲ့တဲ့ဖုန်းတော်ကြီးပေါ့လိုမာရီကိုလည်းခုံးเจ้าထဲမှာပဲခေါင်းဖြတ်ပြီးတော့တတ်ခဲ့တယ်ပေါ့နော် ီကြိုက်ခောက်ဖရားကလေထူးခြားတာတခုကကြတော့သူကဟိုပကံခစ်မတိုင်ခင်မြမာတွေကတီးရှိခဲ့တာပေါ့နော်မြမာဘရင်ပေါ့နော်ဘရင်တော်မင်းတရားကြီးလှူသွားတယ်အောင်မြင်နေပြီးတော့လှူသွားခဲ့တာဆင်ခံရုပ်ကြောက်ထီပေါ့နော်ဂျေနဲ့ပပတ်လေဝန်းရံနေတဲ့ဒေတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒေတာမှာရေတရဝအစမ်းအကြီးကြီးကအဲ့ရလူတွေကိုလာပြီးခလင်းငယ်တွေစားတော့တယ်ပေါ့နော်ဒီမှာပေါ့နော်သူကဒီမှာတန်ကြိုးတွေတော့ခတ်ထားတော့ဂျိုးတို့လေအထဲကိုတော့ဝင်ပြီးတော့လေ့လာလို့မရတော့ဘူးပေါ့နော်ဂူဘိမ့်မန်ဖရားကကြတော့သူ့ရဲ့ညီတော်မင်းရဲ့ကြော်စွာတီးပေးခဲ့တာပေါ့နော် ူတို့အခုပီလက်ခတ်ကိုရောက်ပြီပေါ့နော်ဒီပြည်လက်ခတ်ကိုလာပြီးတော့အခုလိုမျိုးအုံပြီးခွဲပြီးတော့ဆူတောင်းဒိတ်ခံတဲ့ခါသားလို့ရှင်သူဆူတောင်းပြည့်ရဲ့လို့နာမည်ကြီးရဲ့ဒါလေးရဘလို့ရောင်းလဲဟောရရလေဟဲ့အခုသူရဲ့အကြဟိန်ဒူမုတ်လေးပေါ့နော်ဟိန်ဒူမုတ်အိမ်ရမော်ဒီတန်လင်းမျိုးထဲမှာဆိုလို့ရှင်ရှေးဟောင်းတမိုင်းဝင် ရင်ကျေးမှုအမွေနဲ့နဲ့တက်ဆိုင်တဲ့အဆောက်အုံတွေဖက်ရားတွေများစွာရှိရပေါ့နော်ဒါမဲ့ဂျူးတို့လည်းအရင်တော့မရောက်ဖြစ်ခဲ့ဘူးအခုမှဂျူးစိတ်ဝင်စားလို့ဒီတန်နေမျိုးရှာဖွေပြီးတော့ဒီနေ့မှသွားရောက်ပြီးတော့အကုန်လုံးအတွက်တင်ဆက်ပေးမှာဖြစ်ပါတယ်သူတို့ခုရောက်နေတဲ့နေရာလေးကတော့မြန်မာနိုင်ငံမှာပထမအဦးဆုံးတည်ဆောက်ခဲ့တဲ့ရူမန်ကက်သလစ်ဖျားကြောင်ပေါ့နော်ဒီဖျားကြောင်ကိုဆိုလို့ရှိရင်1950ပြည့်နှစ်ပြည့်နှစ်လောက်တုန်းက ုံးတော်ကြီးပေါ်လိုမာရီနဲ့ကိုရင်ကြီးတပါးကပေါ့နော်အမေနီယန်ကုံတဲ့ရဲ့အကူအညီနဲ့သူ့ရဲ့အလှအလှနဲ့ပေါ့နော်တိဆောက်ခဲ့တာဖြစ်တယ်ပေါ့နော်ဒီဖျားเจ้าရလေတကယ်တော့အရန်ကျဲပေါ့နော်သူကဒီအလှရာဆိုရင်82ပေထိရှိရဲ့အနံအားတော့32ပေထိရှိရဲ့အရင်တော့ဆိုအရန်မြင့်ခဲ့မှာပေါ့နော်အမြင့်ကပေ40ထိရှိရဲ့ပေါ့နော်ဒါကဒုတိယကပါစေးရဲ့ဘုံတန်အမြောက်ဆန်နေကြောင်းမို့လို့ဒီလောက်ထိပျက်စီးပြီးအခုကျူတို့မြင်နေရတဲ့အုတ်ရိုးပုံစံကြီးအတိုင်းပဲတိရှိရပေါ့နော် ဖះเจ้าကိုတိဆောက်ခဲ့တဲ့အချိန်တော့ပေါ့နော်တကယ်ဘီတုကလည်းရာအီတလီဘီတုကလည်းရာမျိုးနဲ့သူကတိဆောက်ခဲ့တာတဲ့အဲ့ခေတုန်းကတော့မရွှေဒင်းက6000လောက်ကုန်ကြခံပြီးရောပေါ့နော်ဒီဖះเจ้าကိုတိဆောက်ခဲ့ရပါတော့ ီဖရားเจ้าကြီးကိုတိဆောက်ပြီးတော့6နှစ်အကြာပေါ့နော်1956ခုနှစ်မှာအဲအလောင်းဖရားကတန်လှင်မြို့ကိုမွန်နဲ့ပြင်တက်လက်ကနေပြီးတော့သူကပြန်လဲပြီးတော့တိုက်ယူရယ်ပေါ့နော်တိုက်ယူတော့ဒီတန်လှင်မြို့မှာစစ်မှတ်တွေအကြီးအကျယ်ဖြစ်ပွားပြီးရဲ့ခါကြတော့ဒီစစ်ပေးဒုက္ခတဲ့ဒီဆေးကုရမဲ့လူတွေကိုဒီဖရားเจ้าကြီးတွေမှာပေါ့နော် ခုနကဒီဖရားเจ้าတိဆောက်ခဲ့တဲ့ကိုရင်ကြီးကဆေးကုပေးခဲ့ရယ်ပေါ့နော်အဲ့လိုမျိုးဆေးကုပေးနေမှာဒီအမြောက်ဆန်လေးပုံဆန်လေးတင်ပြီးတော့သူကလည်းဒီဖရားเจ้าကြီးတွေမှာပဲကြွယ်လွန်ခဲ့တာပေါ့နော်ဒါကတော့ one nature ဖြစ်ရလေးတခုပါ ါဒီဖျားเจ้าကိုတီထောင်ခဲ့တဲ့ဖုန်းတော်ကြီးပေါလိုမာရီကိုလည်းအဲ့ဒီစစ်အတွင်းမှာပေါ့နော်ဒီလူမျိုးစုနှစ်ခုကြားမှာပရိပခအထင်လွဲမှမှုတွေနဲ့ပေါ့နော်ဒီဖုန်းเจ้าထဲမှာပဲခေါင်းဖြတ်ပြီးတော့တတ်ခဲ့တယ်ပေါ့နော်စီရင်ခဲ့တယ်လို့လည်းသိရတယ်ပေါ့နော်ဒါကတော့ဒီဖျားเจ้าရဲ့ဝန်းနေစရာဟိုဖြစ်ရက်ကလေးတစ်ခုပါဒီမှာဆိုလို့ရှိရင်တော့အုတ်ကူတစ်ခုရှိရဲ့ဂျူတို့သွားပြီးတော့လေ့လာကြည့်မယ်နော်ဖုန်းတစ်ပါးရဲ့အုတ်ကူပဲ ီထဲမှာဆိုရင်ဒါကဖုံးတော်ကြီးတစ်ပိုင်းအုတ်ဂူပဲပေါ့နော်ဒီထဲမှာသူကဒီအုတ်ဂူထဲမှာကြောက်စာကိုဘာသာလေးမျိုးနဲ့ထိုးထားတယ်လက်တင်အာမေးနီးယားပေါ်တူဂီနဲ့မြန်မာဘာသာတွေနဲ့တော့ထိုးထားတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ဘယ်သူကွယ်လွန်ခဲ့တယ်ဘယ်ချင်းစွာလေးတော့သိရတယ်ပေါ့နော် ူများစုဟာဒီနေရာလေးကိုငစင်ကာရဲ့အုပ်ဂူလိုမျိုးတည်ကြရတယ်ပေါ့နော်တကယ်တော့ငစင်ကာရဲ့အုပ်ဂူမဟုတ်ပါဘူးငစင်ကာကို1600ရာစုလောက်ပေါ့နော်1600ခုနှစ်တည်တဲ့ကအနောက်ဖက်လွန်မင်းကဒီတန်လင်းမျိုးအနောက်ဖက်ကရထားလမ်းရဲ့ဟိုဘက်မှာရှိရဲတန်လင်းမျိုးဟောင်းမှာဒီခေါင်းဖြတ်တစုထိုးပြီးတတ်ခဲ့ရပါပေါ့နော် သူ့ရဲ့အုပ်ကူကတော့ဒီမှာလည်းမဟုတ်ဘောဒီဟာကတော့အဓိကဒါပေါ်တူဂီလူမျိုးတွေကိုးကွယ်ခဲ့တဲ့ရိုမန်ကက်သလစ်ဘာသာဝင်တွေရဲ့ဖခင်အကြောင်းတစ်ခုပေါ့နော်ဒီအဆောင်အုံလေးသူကအုတ်တစ်ချက်နဲ့တစ်ချက်ကြားထဲမှာဒီဘီလက်မြေမတုံးမနေပေါ့နော်ကျွဲချိုးကောင်းညင်ညောင်စေးအုတ်ရှိသေးနဲ့စောက်တယ်ဆိုပြီးတော့ဒါကျူးရှာပြီးတော့ဖတ်ကြည့်ရခါကျတော့တွေ့ရတယ်ပေါ့နော်ဒါမဲ့ကျူးတကယ်ကြည့်ကြည့်ရော်လေဒီကြားထဲမှာဒါတွေကဘီလက်မြေတွေလားလို့ပေါ့နော် အဲ့တော့ဘယ်ဟာအမှန်လဲတော့မသိဘူး။ဒါပေမဲ့အဲ့ခေတုံးကဘီတုကလည်းရာဆိုတော့ဒီလက်မြေကလည်းတောင်းရင်တုံးမှာပေါ့နော်။ကြည့်နေတဲ့လူတွေရောဘယ်လိုမျိုးထင်လဲပြောခဲ့ပြေဦးနော်။ က်အတန်လေးမျိုးမှာဘယ်လိုမျိုးသမိုင်းဝင်အထင်ကြီးရနေရတွေကိုတွားရောက်လည်လာမလဲဆိုတာကိုကျူရိုနဲ့တူလိုက်ကြည့်ပြပါဦးနော်ဒီဖျားเจ้าရဲ့နေရာလေးခုနလမ်းမညွန်ပေးခဲ့ရလို့ပေါ့နော်ဒီဖျားเจ้าလေးကတန်လင်းတရားဆင်းဆင်းချင်းတရားအတိတ်ကနေဆင်းနေဆိုလို့ရှိရင် point တစ်ခုကိုဖြတ်ပြီးပြီဆိုတာနဲ့နောက်ထပ်တရာဆင်းဆင်းချင်း point ကိုဖြတ်ပြီးဆိုတာနဲ့ရှင်မွေနုံဆိုတဲ့လမ်းနဲ့ဝင်ခဲ့ရမှာပေါ့နော်အဲ့လမ်းဘေးကနေပြီးတော့ဂုံပေါ်လေးအတိုင်းတက်လာလို့ရှိရင်ဒီဖျားเจ้าကိုတန်တက်မမရောက်ပါတယ်လို့ ိုက်ခောက်ဖျားကြီးကိုမြန်မာတက်ကရစ်ပေါ့နော်242ခုနှစ်ကစပြီးတော့တည်ဆောက်ခဲ့တာပေါ့နော်ဒီဖျားကြီးရဲ့မူလအလှရှင်ကတော့တထုံမင်းဖြစ်ပြီးရောအရှင်ကောလကနဲ့တထုံမင်းကပေါင်းပြီးရောဗုဒ္ဓရဲ့စံတော်6စုကိုဒီတိုက်ခောက်ဖျားထဲမှာဌာပနာပြီးတော့တိုက်စီကြီးဖြစ်နေစပြီးတဲခဲ့တာပေါ့နော်ဒီတိုက်ခောက်ဖျားကိုနောက်ထပ်မြန်မာတက်ကရစ်424မှာဆိုလို့ရှိရင်လည်းအနော်ရထာမင်းရပေါ့နော် ခဝန်ကြောက်တွေနဲ့ပြန်လဲပြီးတော့တင်းတိုက်စီတွေဖြစ်နေပြန်လဲပြီးတော့ပြုတ်ပြုံမှန်ခဲ့တယ်ပေါ့နော် ခေါက်ဖရားလေးထူကြတာတခုကကြတော့သူကဟိုပကံခစ်မတိုင်ခင်ဒီမှာလေးကတီးရှိခဲ့တာပေါ့နော်တီးရှိပြီးပထုံမင်းနဲ့ဒီခုနပြောခဲ့သူအရှင်ကောလခါကစပြီးတော့တဲခဲ့တာအဲ့နောက်မှာမှဒီပကံခရောက်တော့အနွန်ရထာမင်းကလည်းသူကဂုံဝန်ကြောက်တင်နဲ့ပြန်လဲပြီးတော့ပြုပြင်မုံမှန်ခဲ့တယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကကြတော့ဒီကြိုက်ခေါက်ဖရားကမလင်တန်းလေတန်းမိုးတန်းပြီးတော့အဲ့ဒန်းတွေအမျိုးမျိုးခံရပြီးတော့ ဟိုခေတ်ဆက်ဆက်မှာပြိုကျပျက်စီးမှုတွေဖြစ်ခဲ့ပေါ့နော်အဲ့ပြိုကျပျက်စီးမှုတွေအကုန်လုံးကိုလည်းမြမမင်းဆက်အဆက်ဆက်ကပြန်လဲပြီးတော့ပြုပြင်မွမ်းမံရင်းနဲ့နောက်ဆုံးအခုကျိုးတို့ဖူးနေရတယ်ဒါရွှေတကုံနဲ့ ပုံစံတူပေါ့နော်တိဆောက်ထားတဲ့ကြိုက်ခောက်စီတီတော်ဆိုပြီးတော့ဖြစ်လာတာပေါ့နော်ဒီကြိုက်ခောက်ဖျားကြီးကိုပေါ့နော်ခေဆက်ဆက်ဘလောက်တောင်ပြင်ဆင်ခဲ့ရလဲဆိုလို့ရှိရင်မြန်မာတက္ကရာ920မှာဆိုရင်ငလင်ချောင်းတော်တစ်ခါပြုတ်ပြီးတယ်အဲ့ဒီဟာကို6နှစ်အကြာမှာဟန်တာဝရီမင်းကပြန်လဲပြီးတော့ဒီ29တောင်အမြင့်ရှိရဲ့ဇီတီနဲ့ပြန်လဲတိဆောက်ခဲ့ရပေါ့နော် 1988နှစ်မှာကြတော့ဇေဒီတော့နှစ်ချမ်းကွဲပြီးထပ်ပြီးပြုတ်ကြတယ်အဲ့ဒါကိုရာဇာဒီရစ်ကပြန်ပြီးတော့ရာဇာဒီရီမင်းကပြန်ပြီးတော့ဌာပနအစ်စ်ထည့်ပြီးတော့ပြန်တိဆောက်တယ်ပေါ့နော်အဲ့ဒီအချိန်မှာလည်းနောက်ထပ်အတောင်30မြင်းနဲ့ဇေဒီနဲ့ထပ်ပြီးတိဆောက်ခဲ့တယ်ပြောရမယ်ဆိုခေတ်ဆက်ဆက်ကဒီဘယင်တွေကပြုတ်ပြင်းမိုးမှန်လိုက်တာဇေဒီကတဖြည်းဖြည်းနဲ့ကြီးလာတာပေါ့နော်ဒီ812ခုနှစ်မှာဆိုလည်းနောက်ထပ်မိုးချိုးထပ်ပြစ်ပြန်မိုးချိုးပြစ်တော့ဒီထီးတော်ကမြေခါတော့ရာဇာဒီရီမင်းကပဲနောက်ထပ်ဒီထီးတော်ပြန်လဲပြီးတော့ ဟိုတင်ပေးခဲ့ရတယ်ပေါ့နော်နောက်တစ်ခေါက်ငလင်နဲ့ငလင်ကြောင့်ထပ်ပြိုတယ်ထပ်ပြိုတော့ဒမဇီရီမီးကထပ်တယ်တယ်လေပြင်းမုန်တိုင်းကြောင့်မို့လို့ထပ်ပြီးတော့ ठी တော်အမြခါတယ်တန်နေမျိုးကထပ်တယ်အဲ့လိုနဲ့ခေဆက်ဆက်ပြပြမုန်လာမုန်မှန်လာခဲ့တာအကျိုးတို့ဒီနေ့ခေမှာခုမြော်ရသည်ထီဒီစီဒီပြောဖြစ်လာသည်ထီပါပဲဒါနောက်ဆုံးဒီ JD တော်တည်ခဲ့တဲ့အထက်မှာဆိုလို့ရှိရင်အများပြည်သူရဲ့ကောင်းမှုတွေလည်းအများကြီးပါသွားပြီပေါ့နော် ုဂျူတို့ဖူးမြော်နေရတယ်ရွှေတကုံစီတီတော်နဲ့ပုံစံတူကြိုက်ခောက်စီတီကိုကြတော့ဗောနော်မြန်မာတက်ကလေး1330မှာမြေဒူးမင်းကသူ့ရဲ့ဘရင်ရဲ့ဘန်နာတော်တွေကိုစိုက်ထုတ်ပြီးတော့ဒါတဲပေးခဲ့တယ်ဖရားဗောနော်ရွှေတကုံစီတီနဲ့အတူတူတဲခဲ့ပြီးရဲ့နောက်မှာရွှေတကုံစီတီကိုသူနောက်တစ်ချိန်ထီးတော်လှူဒန်းတဲ့အချိန်မှာလည်းဒီကြိုက်ခောက်ဖရားကိုအတူတူထီးတော်ဗောနော်ရွှေတကုံစီတီနဲ့အတူတူထီးတော်လှူဒန်းခဲ့တယ်လို့သိရတယ်ဗောနော် ဒီကြက်ခေါဖေးရမှာထူးခြားတဲ့နေရာတစ်ခုရှိရပေါ့နော်အဲ့ဒါတနင်းကနွေတောင်မှာတဲ့ရှေးမြမဘရင်လေးစစ်သူကြီးရေခေအဆက်ဆက်ကလူတွေလာပြီးတော့အဓိဋ္ဌာန်ခဲ့တဲ့အောင်မြင်နေရာရှိရပေါ့နော်သူတို့စစ်ပွဲတွေမသွားခင်မှာဒီနေရာကိုလာပြီးတော့အဓိဋ္ဌာန်ပြီးတော့အောင်မြင်နေခဲ့ရတဲ့ဟာတစ်ခုရှိရပေါ့နော်အဲ့ဒါကိုသူတို့ခုနကတော့တနင်းကနွေတောင်တွေ့တော့သွားပြီးတော့ရှာတယ်ဒါပေမဲ့အဲ့လိုမျိုးအောင်မြင်နေရာတွေသူတတ်မှတ်ပြီးထားတော့မတွေ့တော့တကယ်လို့ဘယ်နေရာလေးတည်းသိရဆိုလို့ရှိရင်သူတို့ကိုပြောခဲ့ပေးပါအောင်လို့ ရာကြတော့လေမြမမြမဘယင်ပေါ့နော်ဘယင်တော်မင်းတရားကြီးလှူသွားတယ်အောင်မြင်နေပြီးတော့လှူသွားခဲ့တာဆင်ခံရုပ်ကြောက်ထီပေါ့နော်သူတို့ပထမဆာမှာဖတ်တော့နားမလည်ဘူးဘာပြောရမလဲနားမလည်ပေါ့တကယ်တော့ဆင်ခံရုပ်ကြောက်ထီဆိုတာကကြောက်သားနဲ့ပြုတ်လောက်ထားတဲ့ထီတော့အောက်မှာကြဆင်ရုပ်ပေါ့နော်ပြောရမယ်ဆိုဒီဆင်ရုပ်ကဒီထီတော်ကိုထမ်းထားတယ်ဆင်ရဒီထမ်းထားတဲ့ထီတော်လိုပုံစံမျိုးပေါ့နော်ကြောက်ထီဒီဟာဒါဆိုလို့ရှိရင်တော့နှစ်ပေါင်း300ဝန်းကျင်လောက်တော့ရှိပြီပေါ့နော်ဒီရုပ်ဆိုလို့ရှိရင် ဒီမနှုတ်တီဟာရုပ်အကြောင်းလေးကိုလေဂျူဟုတ်တနေ့ကဖတ်ဖတ်မိတာလေးပေါ့နော်အဲ့ဒါလေးတခုပြန်ပြီးတော့ sharing လုပ်ပေးခြင်းလို့ဒီမနှုတ်တီဟာအယုတ်ကတကယ်တော့ရာဇဝင်လာတဲ့ဒဏ္ဍာရီလည်းမဟုတ်ဘူးဒါကလူတွေဖန်တီးထားတဲ့အယုတ်တစ်ခုပဲပေါ့နော်အဲ့ဘလို့မျိုးလဲဆိုတော့အရင်တုန်းကဒီမွန်ပြည်နယ်ဘက်တထုံဘက်မှာပေါ့နော်သူဝနာဘုံမီဆိုတဲ့တိုင်းပြည်ရှိခဲ့အဲ့တိုင်းပြည်ကကြောင့်အရန်ကိုစီးပွားရေးကောင်းတယ်စီပင်သားရဝါပြောတယ်ဒါပေမဲ့လူတွေကပတ်စံလည်းရှိကြတယ်ပေါ့နော်ချမ်းသာကြတယ်ဒါပေမဲ့သူတို့ကဘယ်တော့မှမပျော်ရွှင်ခဲ့ရအောင်တဲ့ဘာဖြစ်လို့လဲဆိုရင်သူတို့ကရေနဲ့ပတ်ပတ်လေဝန်းရံနေ ယ်ဒေတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒေတာမှာရေတတဝအဆန်းအကြီးတွေကအဲ့ရလူတွေကိုလာပြီးခလင်းငယ်တွေစားတောက်တယ်ပေါ့နော်ရေတတဝရေဘလူးတွေပါရလာပြီးစားတောက်လို့ရှိရယ်အဲ့စားတောက်တဲ့ဘလူးတွေကဒီနှိပ်စက်နေတဲ့ခါကျတော့သူကဟိုစီးပွားရေးပြေလဲပြိမဲ့လည်းမပျော်ရွှင်ကြဘူးပေါ့နော်အဲ့ဒီအချိန်မှာဒီဖုံးတော်ကြီးဖုံးကြီးပေါ့နော်ဒီအရှင်မထေတပားကနေပြီးတော့ဒီရုပ်ထုကိုသူကပြုတ်လောက်လိုက်တယ်ပေါ့နော် ချင်းသေးကုံနဲ့ လူကောင်းရှိတယ်ဒီရုပ်ထုအစမ်းတရဝအစမ်းကိုပြုတ်လောက်လိုက်တယ်ပြုတ်လောက်ပြီးတော့အိမ်မျိုးရဲ့အရှိမထားလိုက်တဲ့ခါကျတော့ဒါကဘာရုပ်ထုမှမသိတော့ရှင်တရဝရဲ့ကြောက်လန့်ပြီးတော့နောက်ကျတော့မလာရဲတော့ဘူးပေါ့နော်မလာရဲဘူးအဲ့ရနေမှာနောက်ပိုင်းကျတော့သူကအိမ်နေမှာထားကြတဲ့အရုပ်ထုကိုပြီးတော့အိမ်နောက်ပိုင်းကျတော့မှဒါဖျားရည်စေဒီမှာအဆောင်အကျန်နေနေပေါ့နော်ဟိုထားကြတဲ့ရုပ်ထုတစ်ခုဖြစ်လာတာအဲ့တော့ဂျူးအထင်ကဒီဟိုကလည်းမြင့်နေနေရဲ့လေတန်လှင်မျိုးကလည်းမြင့်နေနေရဲ့လေရေပက်ပက်လေဝန်းရံနေရဲ့ဒေတာပဲပေါ့နော်အဲ့ခါကျတော့ဒီရုပ်ထုကိုဒီလိုမျိုး ဖျားတွေမှာအဆောင်အကျန်နေနဲ့ထားသလားပေါ့နော်အဲ့ဒါလည်းကျူကဟိုဒါကိုတွေးမိရလေးနဲ့ကိုလေးလာရတာလေးပြန်ပြီး sharing လုပ်ပြရပါလို့သူအခုသွားနေတဲ့နေရာလေးကတော့တောင်ငူဘရင် National ရဲ့ဂူဘိမှန်တော်ပေါ့နော်ဂူဘိမှန်တော်ဖျားကိုသွားနေရအဲ့ဒါကကြတော့တိုက်ခေါက်ဖျားရဲ့မြောက်ဖက်ဆောင်တန်းကနေပြီးတော့ဆင်းလိုက်ပြီဆိုရင်ဒီလိုမျိုးရှင်မွေနှုံးပန်းချံလမ်းလေးကနေပြီးတော့အပေါ်တက်သွားမှာပေါ့ဒီနားလေးမှာ းလေးကရှောက်လိုက်မပေါ်တော့သူကဒီမှာတန်ကျိုးတွေတော့ခတ်ထားတော့ဂျူတို့လေအထဲကိုတော့ဝင်ပြီးတော့လေးလာလို့မရတော့ဘူးပေါ့နော်မိုးကလည်းနည်းနည်းရွာနေရဲ့ဂျူတစ်ချက်အမြန်ပြောပြလိုက်မယ်ဒီ National ရဲ့ကုဘိမှန်ဖရားကတော့သူ့ရဲ့ညီတော်မင်းရဲ့ကြော်စွာတီးပေးခဲ့တာပေါ့နော် National ရဲ့အယိုးပြာအယိုးပြာတွေနဲ့ဒီနေရာမှာအမှတ်တရအနေနဲ့ကုဘိမှန်တစ်ခုတည်ခဲ့ပေးရပါတော့ဒါကတော့ရှေးဟောင်းလက်ရာသူလည်း1300လောက်1300နီးပါးလောက်ရှိရတာအဆောက်အုံတစ်ခုပဲပေါ့နော် က်ရှင်တော်ကဘယ်လိုမျိုးတည်ဆုံးခဲ့လဲဆိုတော့ငစင်ကာနဲ့ပေါင်းပြီးတော့သူကအသက်ခံရတယ်ဆိုပြီးတော့တည်ရဲပေါ့နော်ငစင်ကာနဲ့ပေါင်းနေပြီးတော့အဲဆိုးသွမ်းပြီးတော့အရက်တွေတောက်ပြီးတော့တောင်းညံလို့တက်ခံရလို့တည်ကြရဲပေါ့နော်အဲတကယ်တမ်းဂျူးလေးလာကြီးရတလောက်ကအဲ့လိုမျိုးမဟုတ်ဘူးပေါ့နော်ဒီနက်ရှင်တော်ကကြောင့်အရင်တော့တောင်ငူဘရင်ကေတုမဒီနန်းတော်ရဲ့အဲဘရင်ကြီးရဲ့သားတော်ပေါ့နော်သူဘယင်းကြီးဆိုနေရွာဆန်ပြီးရဲ့နာမသူကအဲ့တော့အရှင်မင်းသားပေါ့နော်အဲ့နောက်မှာဘယင်းနေရွာဆန်ပြီးတော့သူကဘယင်းဖြစ်လာတယ်အဲ့ ဘရင်ဖြစ်လာပြီးရဲ့နောက်မှာဒီအနောက်ဖက်လွန်မင်းကအင်းဝရဲ့တောင်ငူရဲ့ကိုသိမ်းပြီးတော့ဒီ nation တောင်ကိုလည်းသူကလက်အောက်ခံဘရင်အဖြစ်နဲ့ထားလိုက်တယ်ပေါ့နော်။ထားပြီးရဲ့နောက်မှာမှဒီ nation တောင်ကဒီတန်လှေမှာရှိတဲ့ငစင်ကာနဲ့ပေါင်းပြီးတော့သူ့ရဲ့ဒီတိုင်းပြည်ပေါ့နော်တောင်ငူမျိုးကိုပြန်လဲပြီးတော့သူကတိုက်ယူတယ်။တိုက်ယူပြီးတော့ပြမယ်ဆိုပုံကန်တယ်ပေါ့နော်။ပုံကန်ပြီးတော့တိုက်ယူခဲ့တယ်။တိုက်ယူခဲ့တဲ့အခါကျတော့အဲ့နောက်ဖက်လွန်မင်းကတိသွားပြီးတော့သူကဒါသူ့ရဲ့တစ္ဆာတော်ခံနေရနေပြီးတော့တစ္ဆာဖောက်တယ်ဆိုပြီးတော့ ဒီတန်လှမျိုးထီဆင်းလာပြီးတော့ငစင်ကောင်ကိုလည်းဖန် National ကိုလည်းဖန်ပြီးတော့ဒီလူမြင်ငွင်းထဲမှာ ောင်းဖြတ်ပြီးတော့တစုတ်ထိုးတက်ခဲ့လို့သိရတယ်ပေါ့နော်အဲ့နောက်မှာမှဒီ National ရဲ့အယိုးပြအိုးမှာသူ့ရဲ့ညီတော်ဖြစ်တဲ့မင်းရဲ့ကျော်စွာဒီအင်ရှစ်ဆန်မင်းသားလေးပေါ့နော်တောင်ငူမြို့ရဲ့အင်ရှစ်ဆန်မင်းသားလေးကယူယူပြီးတော့ဒီနေရာမှာဒီအမှတ်တရဘူဖရားတည်ပေးခဲ့တာပေါ့နော်ဒီ National ကလေရဒုပညာပေါ့နော်ရဒုပညာမှာအရန်ကိုရဒုစာဆိုမှာအရန်ကိုတစ်ဖက်ကန်းကတ်တော်တယ်အဲရဒုဘရင်နေနဲ့လည်းသိကြရတယ်ပေါ့နော်တကယ်တော့ National ကအစာပေပညာမှာရင်တော်တာမဟုတ်ပဲနဲ့သူက6နှစ်သားတဲ့ကဒီယူရီးယားမြန်မာစစ်ပွဲတွေမှာလိုက်ပြီးတော့သူ့ရဲ့ဘရင်ခမီးတော်ဘရင် င်ကြီးနဲ့အတူတူစစ်တေတိုက်ခဲ့ပူတယ်ပေါ့နော်ဆက်နှစ်သားမှဆိုလို့ရှိရင်လည်းသူကစစ်ပွဲတွေအောင်နိုင်ပြီးတော့စစ်ရေးစစ်ရာမှာလည်းအရန်ကိုထူးချွန်ပြောင်မြောက်တယ်မြင်းစီစင်စီပြီးတော့ဓာခုတ်လှန်ထိုးအဲ့ညာရင်မှာလည်းအရန်ကိုကျွမ်းကျင်တဲ့မင်းသားတစ်ပါးလို့သိရတယ်ပေါ့နော်အခုတန်လင်းကနေပြီးတော့ နိုင်ဝက်လောက်ကမောင်းပြီးရချိန်မှာပီလက်ခတ်ကိုရောက်ပြီပေါ့နော်သူတို့ဒီနေရာကကြောက်တန်းပီလက်ခတ်ရွာမှာရှိရဲပီလက်ခတ်ဖျားကြောင်ပေါ့နော်အဲ့ဒီကိုလာပြီးတော့လဲတာပါပီလက်ခတ်ကတော့ဒါကြောက်တန်းမြို့နယ်ပီလက်ခတ်ကျေးရွာမှာတည်ရှိအားပေါ့နော်ပီလက်ခတ်ကျေးရွာကိုသူကအစွဲပြုတ်ပြီးတော့ပီလက်ခတ်ဖျားကြောင်ကိုခေါ်တာပေါ့နော် ီဖျားကြောင့်1800ဆုနှစ်တုန်းကအိန္ဒိယလူမျိုးလယ်သမားတဦးကတည်ခဲ့တာပေါ့နော်ဒီနေရာကအရင်တုန်းကတမင်းလူမျိုးတွေစပြီးရောမြန်မာနိုင်ငံအခြေချပြီးရောနေထိုင်ခဲ့တဲ့ဒေသလည်းဖြစ်တယ်ပေါ့เนาะပြီးတော့ဒီပိလက်ခတ်ကျောင်းတော်ကြီးရာဆိုလို့ရှိရင်လည်းတမင်းလူမျိုးတွေပထမအုပ်ဆုံးထီးတင်ဘူးတဲ့ဖះကျောင်းတော်အဖြစ်ပြီးတော့စူတောင်းပြည့်ရဲ့ကျောင်းတော်အဖြစ်နဲ့နာမည်ကြီးရယ်ပေါ့เนาะအခုတော့ဂျူးတို့အုံကွဲငပြောပွဲလေးတော့ဝယ်လိုက်ပါဦးမယ် 干吗的？ ောင်းအထိတ်ထန်ခဲ့ပြီးပြီပေါ့နော်သူအထဲထဲမှာတော့ဗီဒီယိုကင်မရာရိုက်ခွင့်မပေးဘူးဆိုတော့ဂျူအဲ့ဒါလေးတော့ရိုက်ကြည့်ပြီးမှတ်တမ်းမတင်ခဲ့ရပါဘူးအဲဂျူတို့ဒီဟာလေးတွေကတော့အုံပွဲမပြောပွဲလေးနဲ့ပြီးတော့သူဖျားဟိုဒီသူ့ရဲ့အကြောင်းတိုက်ကိုပေါ့နော်သုံးသုံးချိန်ပတ်ပြီးတော့ထူတောင်းပြီးတော့ကိုလိုဂျင်နာကိုအထိတ်ထန်ရတယ်ပေါ့နော်အဲ့တော့ဂျူတို့လည်းဟိုကြည့်ကြည့်ပါမယ်ဂျူထိတ်ခံခဲ့တဲ့ဟာလေးကလည်းအောင်မြင်ချင်းရှိလားမရှိလားတကယ်လို့အောင်မြင်ခဲ့တယ်ဆိုလို့ရှိရင်လည်းနောက်ထပ်ဗီဒီယိုလေးမှာထပ်မှန်ပြရပြပေးပါဦး ဒီလက်ခတ်ကိုလာပြီးတော့အခုလိုမျိုးအုံပြီးခွဲပြီးတော့ဆူတောင်းဒိတ်ထန်တဲ့အခါကြလို့ရှိရင်သူဆူတောင်းပြည့်ရဲ့လို့နာမည်ကြီးရဲ့အခါကြတော့ဒီမှာဆိုရင်ဟိုဘာသာပေါင်းဆောင်အလူတွေပေါ့နော်အများကြီးပဲတွေ့ရတယ်ပေါ့နော်တော်တော်များများလည်းလာပြီးတော့ဆူတောင်းဒိတ်ထန်ကြပါတယ်ဒီဘက်ပြည်လက်ခတ်ဖရားအကြောင်းရင်းဘေးနာခတ်မှာလည်းမှာနေ့လက်စာထမင်းကျွေးရဲ့ဆိုလို့ဂျူရူသွားဆောင်လို့ပေါ့နော်ဂျူရူကကျူရအခုထမင်းစားမှုဆိုပြီးတော့လိုက်ရှာပါတော့မရှိတော့ဘူးမကြွေးသေးရလားလို့ထင်တယ်မဟုတ်ဘူးအိုးတောင်စေးနေပြီဟိုဘက်မှာအော်ကောက်ကိုပဲသွားစားကြအောင် 哎呀，毛病，不来的，啊，哎，你到俺搞毛呗？你到不啦？我罢了。罢了，啊，到呗，到钱了，啊，不来的。哇，太辣了！哇，哦，毛病我嘛。哈哈哈，你看毛病我，刚。 သူတို့အခုပိလခတ်အကြောင်းပေးနာပေါ့နော်ဟိန္ဒူမုံအချို့မုံလေးရောင်းနေဆိုင်အောင်သွားပါမယ်အဲ့လေးသွားဝယ်မယ်ဟိန္ဒူမုံစားရတော့မယ်ပါလေရဘလို့ရောင်းလဲဟောရရလေဒီတူတူပဲလားမိုးတုံးလုံးနှစ်ထောင်မိုးတုံးလုံးအတူကဆောင်ရောက်တဲ့ဆိုရင်ရတယ်လေဟုတ်လားဟုတ်လားရောရတာလေရတာတမျိုးစီပဲငါရယူပဲကြက်ကြက် ဟုတ်อืมဒါ900ဟိုက2000ဘောဆိုတော့ဟုတ်ဒါလေးက2000ဘောပေးပါအဲလုံးလေးသုံးဖို့ကျန်တာ900ယူပြအဲ့သုံးလို့ရှိတယ်ကျန်တာတော့900ပါပဲဒါဒီဟာလေးရောပြရလေ900ပါคนดีล่ะอ๋อตัวเดี๋ยวโหลมะลงเนี่ยดีโหลเลยล่ะ ရောက်ပြီလောနေရကျတော့အရသာတံမျိုးသူကအရသာတံမျိုးဟုတ်လားနည်းနည်းမြည်ကြည့်မယ်နော်ဒါဒီဒါတက်တဲ့ပဲဟဲ့အခုသူရဲ့အကြိုက်ဟိန္ဒူမုတ်လေးပေါ့နော်ဟိန္ဒူမုတ်အင်းရမုတ်မုတ်ချိုလေးပေါ့နော်အဲ့လေးရလာပါပြီအခုကျူးဝယ်လာခဲ့ရလေးတွေကဒီလိုမျိုးပေါ့နော်မုတ်အစုံပေါ့နော်ဒီဟာဆိုလို့ရှိရင်သူကဒါလည်းမလိုက်နဲ့လောက်တာပဲသူကမုတ်၃ခုကို2000နဲ့၃ခုကို2000ပြီးတော့ဒါလေးကလဒူမုတ်လို့လည်းခေါ်ကြဒါလေးက၃ခုကို2000တော့ဒီထဲမှာစပစ်တီးချောင်းနေဟိုဟာလေးပြိုကြီးလေးပါတယ် ပြီးတော့နောက်တစ်ခွက်ကဒီလိုမျိုးအစုံပေါ့နော်အစုံကတော့သူကြိုက်တဲ့ဟာရွေးယူလို့ရတစ်ခု900ဆိုတော့ဂျူမလိုင်းလုံးလေးတွေနဲ့ဒီမုံအချိုခွင်းလေးတွေနဲ့ကိုယူလာပါတယ်ဒါအကုန်လုံးကဂျူအကြိုက်တွေပေါ့နော်ဂျူအများနဲ့အဲ့လိုမျိုးမုံအချိုလေးတွေမြင်လို့ရှိရင်မနေနိုင်ဘူးအများနဲ့ဝယ်စားပြစ်တယ်အိန္ဒိယသွေးပါတယ်ထင်တယ်အရင်ဆုံးစမ်းစားကြည့်မယ်ပေါ့နော်ဒီလက်ဒူမုံလေးကိုအကျူးတိတက်တော့တော်လေသူကပဲလဲပါတယ်ပေါ့နော်ပဲလေးလို့အဲ့လိုမျိုးလေးကြော်ပြီးတော့မှပြန်လုံးသွားတော့ပူတဲ့အချိန်မှာလုံးသွားတာလို့ပြောရဲ လူလေးပေါ့နော်အတွင်းထဲမှာတော့အတူအရောင်လေးနေပါတယ်လူလေး A yang thu à? Bạn nói sao? Thả lý đi à? Thả lý đi à? Nó thao mua ổ tông luôn bọn nó. Còn nó? A yang thu. Hmm. Hà bình nó có phía ra trong này bình nào mà chị à? Quên miền đi bì à? Sản lý bọn nó. So. Hmm. Nói khu phá bạc bình nó đó. Nói nóng phiêu đi. Tôi à yang. Chủ miền chủ nìm à? Hay à? Hay à? ဂျာဒါတော့နို့မုံရတာအင်းနဲ့အဲ့လိုတကြားရတာအင်းနဲ့နည်းနည်းချိုတယ်ဒါတော့อืมဒါကောင်းတယ်ဟာလီပါနော်ဖြတ်ပါနဲ့လို့လားအနံ့တစ်ခုရချင်းချင်းနဲ့အနံ့လေးနဲ့ဒါလည်းကောင်းပါဂျူးကြိုက်ဆုံးနောက်တစ်ခုစားပြပါမယ်ဒါလေးကတော့အပြော့မဟုတ်ဘူးပေါ့နော်ကျွတ်ကျွတ်ကလေးသူကစားရတာอืมဒါကအရင်လည်းမချိုဘူးဖတ်စိမ့်စိမ့်နေရလို့ ပါဇက်ထဲရောက်ပြီးဆိုလို့ရှိရင်တော့မမိုင်းဖြစ်မနေဘူးပျော်ဝင်သွားတဲ့ပုံစံမျိုးတော်စားလို့ကောင်းတယ်ဒီမုံဆိုရင်လေဒီနေ့အတွက် vlog လေးကတော့ဒီလောက်ပါပဲသူတို့ဒီ vlog လေးမှာဆိုလို့ရှိရင်တန်လင်းမျိုးမှာရှိတဲ့ရှေးဟောင်းယဉ်ကျေးမှုမိနစ်တွေကိုကိုနိုင်တော့တွားရောက်ပြီးလေ့လာခဲ့တယ်ပေါ့နော်အဲ့တော့ယူရီရဲ့ဗီဒီယိုလေးတွေကိုသဘောကျတယ်ဆိုလို့ရှိရင် like and subscribe လေးလုပ်ခဲ့ပေးပါအောင်လို့ပြောချင်ပါတယ်အားလုံးပဲနောက်ထပ် video မှာပြန်တွေ့ပါမယ်တတ်တာ